ကော်လာဒါစကင်တွေနှီးပါလောက်တွားတန်နေတယ်ဘိန်းစတားလိုက်စကင်နောက်လာစတားလိုက်ကတော့အားလုံးသိတဲ့အတိုင်းပဲတကောင်ကိုဝမ်းရှော့နဲ့လိုက်ထွေးနေတဲ့ရေပွဲဘင်ရဲ့စတားလိုက်ပဲဖြစ်ပါတယ်ဒီစတားလိုက်ကထူးထူးခြားခြားကော်လာတာစကင်တွေနှီးပါလောက်ကိုတွားလန်းနေတာကိုတွေ့ရတယ်ဗျစကင်မော်ဒယ်တွေကအစား flaming tin ဘက်ကိုနည်းနည်းသွားရတယ်ပေါ့နော် flaming tin ဆိုတာကတော့မီးပုံစံနည်းနည်းဆန်တဲ့ပုံစံမျိုးကိုပြောတာအဲ့ဒါကိုမှနမန်းကနေပြီးတော့တေုံငကားပုံစံမျိုးတွေလည်းပြောင်းသွားတာကိုတွေ့ရတယ်ဥပမာသူ့ရဲ့တနက်ကြီးကိုပဲကြည့်လိုက် crop glow cannon ဟာအခုဆိုရင်တော့ငကားကောင်းကြီးဖြစ်သွားပါပြီ။ in game ထဲမှာဆိုရင်တော့ hero model ကတော်တော်လေးကိုအထာကြတယ်။ဘင်းရဲ့အနောက်ကဝတ်ထားတဲ့ကုတ်ကြီးကလည်းအနီနဲ့အမဲ ကာလာလေးတွေပါပြီးတော့လမ်းလျှောက်ရင်လည်းတော်တော်လေးလမ်းအောင်တွေ့ရတယ် basic attack ဘင်းရဲ့ basic attack တွေက dragon skill တစ်ခုရဲ့ pattern တွေကိုရွှေအောင်တန်းနေတဲ့အနေအထားကြီးမှာမြင်ရမှာဖြစ်တယ်ဗျပုံမှန် skin တွေမှာအတူတကျမရှိတဲ့ fight တစ်ခုကိုရသေးရဲ့ဗျဘင်းရဲ့ passing shark bike ကတော့ အခုန Dragon Skill တွေကိုမှပတ်ပတ်လေကို Swing Type ပုံစံမျိုးတွေ့မြင်ရလိမ့်မယ်အဲ့ဒါကိုမှအပြင်ဘက်ဒေါင်သုံးချမ်းအနေမှာ flaming me တွေကိုလည်းမတိမတက်လေးမြင်ရတာကလည်းသူ့ရဲ့ skill ရဲ့ effect ကိုထိုးကြစေတဲ့အချက်လို့ပြောလို့ရရပြ skill one crop glow gun နဲ့ဒီကောင်ကတော့တိတ်ပြီးတော့အရင်ပြောင်းလဲသွားတာမျိုးတော့မရှိဘူးကြီးစန်းအလုံးနေရာမှာဘီရင်ဟောတဲ့ဖန်လုံးကိုမှအနီအောင်ရွှေလက်သေးရင်နဲ့ကုတ်ထားတာတွေ့ရတယ် အနောက်ကနေဘောင်းဖြစ်ပြီးထိတဲ့ damage ကလည်းတူတူကျကျတော့မတွေ့မြင်ရသေးဘူး skedule အားလေးဒီတစ်ခုကတော့ဘာမှအောင်မဆိုင်တော့တာဗျအရင်တော့ကကြတော့ VR တွေကိုထွေးထုတ်တာအခုကကြတော့မီးမုတ်တာဖြစ်သွားပြီဗျရေပွဲကနေငကားဖြစ်သွားတာလားတော့မပြောတတ်ဘူးပေါ့နော်အဲ့ဒီမိတ်ဒါကြီးကတော့အလန်းဆုံးပဲ ဒီစကင်ရဲ့အတန်ဆုံးနေရာကိုပြောပါဆိုရင်တော့ဒီနေရာလို့ပြောလို့ရတယ်အရင်ကတော့ငမန်းတွေထွက်လာတာမျိုးမဟုတ်တော့ဘဲနဲ့ငကားသုံးအောင်ထွက်လာတာရွှေရောင်နဲ့အနီရောင်ရောထားတဲ့ငကားအယောင်ဆက်ပေါ်မှာအယောင်တော်တော်လေးတောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗရေထဲမှာ damage တောင်မှာပို့ပြီးတော့ပြင်ဝမလားဆိုပြီးတော့ကြောက်ရတဲ့အနေထားမှာရှိသေးဗျ။ကဲအဲ့တော့ brother ကိုလည်းဒီ skin ဘယ်လိုထင်လဲ။ဒီ skin ကို collateral skin နေပါတော့ကောင်းတယ်လို့ထင်လား။ comment တွေမှာအကြံလေး sharing လုပ်ခဲ့လို့ရပါတယ်။